အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြိတ္တာအားလုံးကိုစိတ်နှပြကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်လို့ရပါစေ။ကံညာဝရိယ၃ချက်လုံးအာကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမြတ်တာဘုရားငုံကုန်ဆက်သားလိုက်ပါရခင်ဗျာ။ကျွန်တော်မိတ်ဆွေခொနည်းသားသမီးအားလုံးဘသူမဆိုအရေးကြုံရင်ကြုံသလိုအလွယ်တကူအသုံးချလို့ရနိုင်မယ်။ဂံပိရလက်ဆောင်လေးတစ်ခုလက်ဆောင်ပါလိုက်ချင်ပါတယ်။ဒီတစ်ခေါက်လက်ဆောင်ပါခြင်းနာက ကျွန်တော်တို့အိမ်ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်ဆောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလွယ်လွယ်ကူကူရှော့ကနေထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော်ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေရင်ကဲ ိမ်ရောက်ထွက်စေမဲ့နီးတွေကတော့အများကြီးပေါ့ဗျာအများကြီးအများကြီးရှိတာပေါ့နော်ကဲခုပြောချင်တာကကျွန်တော်လောက်အောင်စနေမနေ့မှာတခါတနင်္ဂနွေမနေ့ပိုင်းကိုတခါမနေ့ပိုင်းဆိုရင်ပြီးတာပါပဲအဆင်ပြေတဲ့အချိန်လေးပေါ့ကိုအိမ်ကမြတ်စွာဘုရားမှာအုံနုခေါဆွဲကတ်လှူပြီးတော့အသေးစိတ်ဆိုတော့မှာဘယ်မျိုးနဲ့ဘယ်ရွက်ွယ်ဘယ်လန်းအိမ်မကျမ်းမဘလောက်ပေါ့နော်အဲ့ဒါကိုကာလာပေါက်စေးပေါ့ကာလာပေါက်စေးလည်းဖြစ်ရမှာပေါ့ဘယ်စေးဘယ်စေးနဲ့ဘယ်လိုဘယ်လိုရောက်ထွက်ပါသေးလဲ အာဝယ်မဲ့လူကလည်းငွေတို့ကြီးပိုက်ပြီးတော့သူ့လိုချင်တဲ့အိမ်ရလို့မလို့ပြောပါပါလာဝယ်ကြတယ်ပေါ့နော်စိတ်တိုင်းနေကြကိုကလည်းရောင်းနေတာရောင်းရလို့မလို့ပြောလို့နော်အဲ့ဒါလိုမျိုးအာယုံပြုတ်ပြီးတော့အသေးသေးဆူတောင်းပါနော်လိမ့်စာတွေပါနေနဲ့တန်ဖိုးတွေနဲ့အတိအကျဆူတောင်းနော်အဲ့ဒါမှလည်းကျွန်တော်ရေရာကဘယ်အိမ်ကိုဘယ်လိုရောင်းထွက်ပေးရမလဲဆိုတာသိမှာနှမို့ဆိုလို့ချင်းအိမ်ရောင်းပါသေးဆိုလို့ချင်းတော့ကြာဘူးဘက်ကကောင်းရင်ရွာကြီးရဲ့အိမ်ရောင်းထွက်သွားအောင်မယ်နော်အဲ့ဒါအဲ့တော့တေချာဆူတောင်း ဲရမှာလှုပ်မယ်။ Now မိမိအိမ်သားတွေကလည်းအ ਨੇ ဆုံးတယောက်ပဲဖြစ်ဖြစ်တအိမ်လုံးပဲဖြစ်ဖြစ်လည်းအုံလို့ခေါက်ဆွဲစားမယ်။ဘယ်မှာလဲတပွဲလှူတာလဲနော်။မိသားစုတွေလည်းစားကြ။စားရင်လည်းအဲ့လိုဆူတောင်း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 စားရင်လည်းဆူတောင်းပေါ့။အဲ့ဒါလေးကိုစနေမနေ့မှတစ်ခါလှုပ်ပါ။တနင်္ဂနွေမနေ့မှတစ်ခါလှုပ်ပါဗျာနော်။နောက်တစ်ခုကထပ်ပြီးလှုပ်နိုင်သေးရင်တို့လှုပ်အုံလို့ခေါက်ဆွဲလေဆိုင်မှာဝယ်ရဆိုပါတော့ဗျာ။ပါစဲအထုပ်လေးတွေအ ਨੇ ဆုံးတထုပ်ပေါ့။ရောင်းရင်လည်းအရင်တကားမှချက် တကားတနေရာမှာချိတ်ချိတ်ပြီးတော့ဆူတောင်းဆူတောင်းပြီးတော့အိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျာအတိရွနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံလုံးခွာဆွဲထုပ်လေးကိုဖြုတ်ပြီးတော့အေးဘသူကြီးရောက်ဒီမှာငါအုံလုံးခွာဆွဲလေးရောက်အရလက်ဆောင်နော်ဒါနာပြုလိုက်ရောက်ရောက်စားကြဟဲ့ပြောပါပါစတဲ့ပြန်အဲ့လိုလက်ဆောင်ပေးလိုက်ပါဒါနာပြုလိုက်ပါလှူလိုက်ပါနော် အဲ့ဒါလေးကတော့အနည်းဆုံးတထုပ်၅၅ထုပ်တန်းထိုင်လဲ၅ထုပ်၁၀ထုပ်တန်းထိုင်လဲ၁၀ထုပ်ပေါ့အထုပ်50တန်းထိုင်လဲအထုပ်50ပေါ့နော်အဲရောင်းညင်းတဲ့အိမ်ရဲ့တကားမှာချိတ်တာဆူတောင်းဖြတ်သွားတဲ့အသီးမိတ်ဆွေပါညာကိုအဲ့ဒါဒါနပြုလိုက်ပါကဲအဲ့တော့အိမ်ရောက်ထွက်တဲ့နီးဒီအမျိုးမျိုးရှိပါတယ်ဂျာနယ်နီးဒီလဲကိုလဲလမ်းမိမိတို့အဆင်ပြေတို့လောက်ပေါ့နော်အခုဒီနီးလေးကိုလဲဆောင်ရွက်ပြီးတော့ရောင်းရခက်နေပါတယ်ဆိုတော့အိမ်များအဆောက်အဦများကဲအံ့ဩစရာကောင်းလောက်အောင်အမြန်ဆုံးရောင်းထွက်သွားနိုင်ကြပါစေခင်ဗျာ